ကမ္ဘာအင်အားကြီးနိုင်ငံတွေကတခုဖြစ်တဲ့အပြင်စီးပွားရေးပညာရေးစီးရေးအင်အားကထိတ်ဆုံးနေရမှာရက်တင်နေလို့အင်အားကြီးနိုင်ငံဖြစ်နေတဲ့ American ဒီလိုမျိုးကမ္ဘာအင်အားကြီးနိုင်ငံတွေကတခုဖြစ်တဲ့ American ရဲ့44ရောက်မြောက်သမ္မတကဘယ်သူလဲ United States ရဲ့ရွေးကောက်ခံသမ္မတတွေအများကြီးရှိတဲ့အထက်မှာသမ္မတ Obama လို့ပြောရင်မြန်မာနိုင်ငံသားတွေနဲ့တိတ်ပြီးစိတ်နေမယ်လို့မထင်ပါဘူး 2012ခုနှစ်မြန်မာနိုင်ငံရန်ကုန်တက္ကသိုလ်မှာမိန့်ခွန်းပြောခဲ့ပြီး2014ခုနှစ်နေပြည်တော်မှာပြုလုပ်တဲ့အာရှခေါင်းဆောင်များအစည်းအဝေးမှာလည်းတက်ရောက်ခဲ့တဲ့အမေရိကန်သမ္မတအိုဘားမားဆိုတာကဘယ်လိုလူမျိုးလဲအိုဘားမားလို့လူသိများကြတဲ့အမေရိကန်ရဲ့44ရောင်မြောက်သမ္မတကအမေရိကန်သမိုင်းတစ်လျှောက်ပထမဆုံးလူမဲသမ္မတတူဖြစ်ပါတယ်အမေရိကန်သမ္မတအိုဘားမားရဲ့နာမည်အရင်းကဘရက်ဟူစင်အိုဘားမားဖြစ်ပြီး1962ခုနှစ်ဩဂတ်စ်လ၄ရက်နေ့မှာမွေးဖွားခဲ့ပါတယ်အဖေဖြစ်သူကကာညာလူမျိုး အမေကအမေရိကန်နိုင်ငံသူဖြစ်ပြီးအာဖရိကန်အမေရိကန်သွေးနွားတူဖြစ်ပါတယ်။ဒါဆိုရင်အိုဘားမားရဲ့ငွေစင်ကလေးဘွားကဘယ်လိုအခြေအနေရှိခဲ့လဲ။အိုဘားမားရဲ့မိဘတွေက1962ခုနှစ်မှာလက်ထပ်ပြီးတော့1964ခုနှစ်မှာကွာရှင်းခဲ့ပါတယ်။အင်တော်သက်3နှစ်လောက်မှာလမ်းခွဲခဲ့ကြပြီးအဲ့ဒီအချိန်အိုဘားမားကအသက်2နှစ်ဝန်းကျင်ပဲရှိပါသေးတယ်။ကွာရှင်းပြီးနောက်အိုဘားမားရဲ့ဖခင်ကသူ့နိုင်ငံဖြစ်တဲ့ကာညာကိုပြန်သွားခဲ့ပြီးအိုဘားမားရဲ့မိခင်ကတော့နောက်ပိုင်းမှာအင်ဒိုနီးရှားနိုင်ငံသားတအုပ်နဲ့လက်ထပ်ခဲ့ပါတယ်။ မိခင်ဖြစ်သူနဲ့အတူနေတဲ့အိုဘားမားက1968ခုနှစ်မှာအင်ဒိုနီးရှားဂျာကာတာကိုရှစ်ပြောင်းခဲ့ပါတယ်။အိုဘားမားအသက်6နှစ်ကနေ10နှစ်အထိအင်ဒိုနီးရှားကအစိုးရကြောင်းမှကြောင်းကျပညာသင်ကြားခဲ့ပြီးဘောလုံးအကစားကိုနှစ်သက်တဲ့သူတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။1982ခုနှစ်အိုဘားမားအသက်10နှစ်မှာတော့သူ့ရဲ့ဖိုးနဲ့ဖွားရှိတဲ့ဟာဝိုင်ကိုပြန်လာခဲ့ပြီးသူ့ရဲ့ဆွေမျိုးမိသားစုတွေနဲ့ပြန်လည်နေထိုင်ခဲ့ပါတယ်။ဒါပေမဲ့မိဘတွေကအင်အောင်ကွဲဖြစ်ပြီးဖခင်မရှိတဲ့သူတစ်ယောက်ဆိုတာအပြင် အခြားသောအရာတွေကသူ့အတွက်စိတ်ဓာတ်ကျစရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဘိုဘမာယမီကင်ကအင်ဒိုနီးရှားမှာလူမှုဖွံ့ဖြိုးရေးနဲ့ပညာရေးဆိုင်ရာလုပ်ငန်းတွေမှာပါဝင်နေသူဖြစ်ပြီးအဖိုးနဲ့အဖွားကလည်းအိုဘားမားကိုအမြဲတမ်းကြိုးတဆိုင်ပြောဆောင်ခဲ့ပါတယ်။ဒါရီရောက်မဲ့အိုဘားမားကသူ့ရဲ့စိတ်ကိုပြန်လည်တည်ဆောက်နိုင်ခဲ့ပြီးနောက်ပိုင်းမှာလူအခွင့်ရေးနိုင်ငံရေးနဲ့လူမှုအတိုင်းအဝိုင်းပေါ်စိတ်ဝင်စားလာခဲ့ပါတယ်။အိုဘားမားက Los Angeles မှာရှိတဲ့ college တစ်ခုမှာ political science ကိုအထူးပြုပြီးတော့နည်းနည်းပညာသင်ကြားခဲ့ပါတယ်။ 1982ခုနှစ်မှာတော့နယူးယောက်မှာရှိတဲ့ Columbia University မှာ International Relation အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဘာသာရပ်ကိုအထူးပြုလေ့လာခဲ့ပြီး1983ခုနှစ်မှာဝယ်ရခဲ့ပါတယ်။ဒါရင်မကတည်းပဲအာဘတ်ဥပဒေအကြောင်းမှလည်းဥပဒေဘွဲရရှိခဲ့ပြီးတော့အာဘတ် Law Review ရဲ့ဥက္ကဋ္ဌတူလည်းဖြစ်ခဲ့ပါတယ်။1992ခုနှစ်မှာတော့အာဘတ်ကလည်းဘွဲရခဲ့ပြီး University of Chicago Law School ရဲ့ Professor တယောက်ဖြစ်လာခဲ့ပါတယ်။ဘောမားကရှီကာရီမြို့ရဲ့လူလူခွင့်မျိုးရေးလုပ်ငန်းတွေမှာပါဝင်ခဲ့ပြီး 1998ခုနှစ်မှာပြည်နယ်လွတ်တော်ကိုယ်စားလှယ်တူဖြစ်လာခဲ့ပါတယ်2004ခုနှစ်မှာတော့အမေရိကန်အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဖြစ်မျိုးကောက်ခံပြီး Democratic National Convention မှာအိုဘားမားကမိခွန်းပြောခဲ့ပြီးဒီမိခွန်းကြောင့်ပဲသူ့ကိုလူတွေကပုံပြီးသတိထားမိလာတာလည်းဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းအမေရိကန်လိုကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုမှာသမရဖြစ်လာဖို့ဆိုတာထင်သလောက်တော့အလေကိုနေတာမျိုးမဟုတ်ပါဘူးအိုဘားမားသမရဖြစ်မလာခင်မျိုးကောက်ခံကာလမှာအဓိကရင်ဆိုင်ရတဲ့တန်ဘက်ကတော့ဂျွန်မက်ကိမ်းဖြစ်ပါတယ် ကျွန်ကမြေကောက်ခံပါတီကြားထဲမှာအဖွဲ့စီ TV ဟောက်ခံမှုအမြင့်ဆုံးရထားတဲ့သူလေးဖြစ်တဲ့အလျောက်ဘဝမှာအတွက်စင်ခမှုမြင့်တဲ့တယ်မတရားလို့ပြောရင်လည်းမဟုတ်ရှိပါဘူးဘဝမှာကတော့မြေကောက်ခံကလအချိန်မှာနိုင်ငံရေးလောကမှာအတွေ့အကြုံတွေနဲ့သူတရားဖြစ်လူထောက်ခံမှုအားနည်းနေတယ်မြေဘဝမှာက hope and change ဆိုတဲ့စကားလုံးနဲ့လူစုကိုဆွဲဆောင်နေခဲ့တာပဲကျွန်ကဝေချေးပိုင်းဆိုင်ရာသာမကောက်ဘူးနိုင်ငံရေးအတွေ့အကြုံရကောဟိုခိုင်မာတဲ့ပါတီနဲ့သမရတအုပ်ဖြစ်လာဖို့အခြေအနေတွေအများကြီးရှိခဲ့ပြီး ။ Obama ကတော့ American ပြည်သူများကြားအခြားအရာတွေထက်စကလုံးများနဲ့သာအနိုင်ယူဖို့ဆုံးဖြတ်ခဲ့ပါလေ။ဒါကြောင့်လည်းမဲဆက်ကာလအတွင်းနိုင်ငံအတွင်းမဲဆက်မိဖုံမြောက်များနဲ့လူလူကိုဆွဲဆောင်ခဲ့ပါလေ။တထောင်ရှိခုနှစ်မှာအမေရိကန်ရဲ့စီးပွားရေးကတိတိတသာကျဆင်းလာခဲ့ပြီးအိုဘားမားကကြောင်းရမှုတည်တယ်လှုပ်ဆောင်ဖို့လိုအကြောင်းဖော်ပြခဲ့တာကြောင့်လူတို့ကလည်းအိုဘားမားကိုတရှိရှိသဘောကျလာတယ်လို့ပြောလို့ရပါတယ်။ဒီပညာတိုးတက်ကြောင်းရလာမှုနဲ့ဆိုရှယ်မီဒီယာကိုအဓိကထားပြီးအိုဘားမားရဲ့ရေတော့ခံပါတီက Facebook, Twitter, YouTube, Instagram ဆရှိတဲ့ social media ကိုသုံးမျိုးပြီး message စီရင်ရေးပြုလုပ်ခဲ့တဲ့အပြင် email marketing နဲ့ SMS ကနေလည်းတစ်ဆင့်လူလူရဲ့စိတ်ကိုအရယူစီရင်မှုလည်းပြုလုပ်တာဘဝမှာတယောက်တမနာဖြစ်လာဖို့အတွက်တော်လေးကိုအထောက်အကူဖြစ်ခဲ့ပါတယ်။ပထမရှိခုနဲ့ရိုမန်လေးရက်နေမှာတော့အိုဘားမားကဂျွန်မကင်းကိုမင်းအင်အားအပြတ်စတဖြစ်အနိုင်ရရှိခဲ့ပြီးအမေရိကန်သမိုင်းတစ်လျှောက်ပထမဆုံးအာဖရိကန်အမေရိကန်သမ္မတတူဖြစ်လာခဲ့တယ်။နိုင်ငံရေးလောကမှာအတွေ့အကြုံနည်းစေတဲ့အိုဘားမားက ဒုဗိုက်နိုင်ငံဒုတိယသမ္မတနေရာမှာထားခဲ့ပြီးနိုင်ငံရေးလမ်းကြောင်းလျှောက်အားဖြစ်ခဲ့တဲ့အတွင်းဟီလရီရဲ့အကွန်ကြီးနဲ့လည်းအမေရိကန်များရဲ့အခွင့်အရေးကိုပေါ်ပေါက်လာအောင်ဆောင်ရွက်ခဲ့ပါတယ်။ဒုဗိုက်သမ္မတဖြစ်စဉ်တလျှောက်အမေရိကန်ရဲ့စီးပွားရေးကိုပြန်လည်တိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့ပြီးပြည်သူလူထုများကြားကျန်းမာရေးအခြေအနေဖြစ်စေရန်အတွက် Affordable Care Act PCA စတဲ့အစီအစဉ်တွေကိုလည်းလုပ်ဆောင်ခဲ့ပါတယ်။လူ့ခွင့်ရေးတစ်ခုဖြစ် LGBT ကိုထောက်ခံခဲ့ပြီး2015မှာလင်တူလက်ထပ်ခွင့်ကိုလည်းတရားဝင်ဖွင့်ပြခဲ့ပါတယ်။ အမျိုးသားလုံခြုံမှုအရေးများကြားဥစမာဘင်လာဒင်ကိုအိုဘားမားကအမရဖြစ်စဉ်ကာလအတွင်းအဆုံးသတ်နိုင်ခဲ့ပြီးအီရန်ရဲ့စစ်မဖြစ်ရေးအတွက်အီရန်နျူကလ িয়ার ဒီယန်ကိုလည်းလွှတ်ဆောင်ခဲ့ပါတယ်။ငြိမ်းချမ်းရေးကိုမျက်နှာရဲအိုဘားမားကအမရဖြစ်စဉ်တလျှောက်ငြိမ်းချမ်းရေးကိုအဓိကထားပြီးဆောင်ရွက်ခဲ့ပြီးမယ်။အမတ်အင်အားကြီးနိုင်ငံဖြစ်တဲ့လျောက်ကြီးပွားရေးနဲ့အစီအရေးဆုံးဖြတ်ချက်မှာပြတ်သားမှုမရှိတာကိုလည်းတချို့ကထောက်ပြခဲ့ပါတယ်။ဘာဖြစ်ဖြစ်ဖြစ်မြန်မာပြည်ထောင်စုရှိတဲ့အမေရိကန်လိုကမ္ဘာအင်အားကြီးနိုင်ငံမှာဘုမမာက44ရောင်မြောက်သမ္မတဖြစ်လာခဲ့ပြီး ပထမဆုံး African American သမရဖြစ်လာခဲ့တာကတော့ American ရဲ့သမိုင်းတစ်ခုလို့ဆိုလို့ရပါတယ်။အကောင်းနဲ့ဆိုးဆိုတာ Don't Dwell နဲ့တူမျိုးပဲ။ Obama သမရဖြစ်စဉ်ကာလအတွင်းသူ့ရဲ့အစီအစဉ်အချို့ကတော့အောင်မြင်ခဲ့ပေမဲ့အချို့ကတော့ lower chart ရှိနေတာကိုမြင်ရမှာဖြစ်ပါတယ်။တကယ်လို့သမရ Obama က American အတွက်သမရကောင်းတယောက်လားလို့မေးရင်တော့သူ့ဘော်လူတွေဘယ်လိုမြင်လဲဆိုတာပေါ်မူတည်ပြီးအကောင်းနဲ့အချို့ကဖွင့်ပြသွားပါလိမ့်မယ်။